ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုလို့ရှင်ရင်ကြောမသွားပါနဲ့ဆုံးအောင်ထိနားထောင်သွားပါမင်္ဂလာပါဇွန်လလ9လပိုင်းအတွက်ကျွန်တော်ရဲ့9ရက်သားသမီးမိတ်ဆွေတွေအားလုံးရဲ့ကံချီနေလေးတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့9လပိုင်းမှာဆိုလို့ရှင်ရင်တတိထားပြီးတော့နေထိုင်တဲ့နေနံနှစ်ခုကတော့တောက်ကြသားသမီးစနေသားသမီးမိတ်ဆွေတို့အနေနဲ့ကတော့ ဒီခုနလားပိုင်းမှာဆိုလို့ရှိရင်သူတို့ရဲ့ကံအခြေအနေလေးတွေကမှေးမိန်နေတဲ့နေရာမျိုးလေးမှာဒါရောက်ရှိနေတာဖြစ်တယ် အဲ့တော့မိတ်ဆွေတို့အနေနဲ့ကံအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အညံပိုင်းလေးတွေမှာဥတီနေတာဖြစ်တယ်။အဲ့တော့ကံခြေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တောက်ကြသားသမီးစနေသားသမီးမိတ်ဆွေတို့အနေနဲ့ကမိတ်ဆွေတို့ရဲ့ကောင်းကံက40ရာခိုင်နှုန်းရှိတယ်။စိုးကံက60ရာခိုင်နှုန်းလောက်ရှိတယ်။အဲ့တော့ကျွန်တော်ရဲ့တောက်ကြသားသမီးစနေသားသမီးမိတ်ဆွေတို့အနေနဲ့ဆိုလို့ရှိရင်ဒီ9လပိုင်းမှာအလောက်ကင်နေနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်မမြန်ဘူး မိမိရဲ့ဒီအတွေးခေါ်တွေနဲ့ပတ်သက်ပြီးတော့ခုနကတော့ဆုံးဖြတ်ချက်မစောဘူးအရေးကြီးတယ်။အဲ့တော့မိဆွေတို့အနေနဲ့အတွေးမှားတာမျိုးလေးတွေပြီးသွားလို့ရှင်အလုပ်တွေနဲ့ပတ်သက်ပြီးတော့လွဲချော်သွားတာမျိုးလေးတွေဆုံးရှုံးမှုများတာမျိုးလေးတွေကြုံရတတ်တယ်။အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါ negative sign နဲ့ဟောပြောခြင်းတွေပြောတာမျိုးမဟုတ်ဘူး။မိဆွေတို့အနေနဲ့ဒီ9လပိုင်းမှာနော်စီးပွားရေးလုပ်ငန်းလုပ်ကိုင်းနေတဲ့သူတွေအနေနဲ့ဆုံးရှုံးမှုလေးတွေဒါရောနေအောင်မဆုံးရှုံးအောင်ကျွန်တော်အနေနဲ့ကတော့ဒါ message ပေးတဲ့သဘောပါပဲ။ တော့တောက်ကြသာသမီ စနေသာသမီမိတ်ဆွေတို့တွေဟာမိမိရဲ့စိတ်မှာဖြစ်ပေါ်လာတဲ့အတိုင်းဆုံးဖြတ်ချက်မြန်တာမျိုးတွေမလောက်ဆောင်သင့်ဘူးအဲ့တော့ဒီခန္ဓာလဝိုင်းမှာဆိုလို့ရှိရင်တောက်ကြသာသမီစနေသာသမီမိတ်ဆွေတို့ရဲ့ကံတရားလေးကမေးမိန်နေတဲ့နေရာလေးကိုဒါရောက်ရှိနေတာပဲဖြစ်ပါတယ် အဲ့တော့ဒုတိယအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အင်ကာသာသမီဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတွေဟာသူတို့ရဲ့ကံအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကောင်းကံဒီ60ရာခိုင်နှုန်းရှိတယ်ဆိုးကံဒီ40ရာခိုင်နှုန်းလောက်ရှိတယ်အဲ့တော့ထိုနေ့နံပိုင်ရှင်တွေအနေနဲ့ကတော့ဒီခဏလာပိုင်းမှာ ဆိုလို့ရှိရင်တော့အလောက်ကင်တွေလှုပ်တဲ့အခါမှာခြီးတုံချတုံမလှုပ်ဖဲနဲ့ ရဲရဲဝံ့လေးလှုပ်စေခြင်းနဲ့ကိုယ်နဲ့ရင်းနှီးတဲ့ဒီမိတ်ဆွေတွေနဲ့တိုင်ပင်နှီးနှောတာမျိုးလေးတွေလှုပ်ဆောင်လို့ရတယ်။နောက်တစ်ခုအနေနဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ရှင်လေတိုးချဲ့လို့ရတယ်။ဒါပေမဲ့ပမာဏများသောငွေကြေးတွေကိုတော့မလှုပ်ဆောင်သင့်ဘူး။အဲ့တော့ကျွန်တော်အနေနဲ့ဒုတိယနေရာမှာရက်တီးနေတာကတော့အင်္ဂါသာသမီဗုဒ္ဓဦးရာဦးသာသမီ မိတ်ဆွေတို့တွေဟာဒီခဏလာပိုင်းမှာဆိုလို့ရှင် သူတို့ရဲ့ကံအနေနဲ့ကြည့်မယ်ဆိုလို့ရှင်ကံတရားလေးကနော် ကောင်းနေတဲ့နေရာလေးကိုဒါအသင့်အတင်ကောင်းနေတဲ့နေရာလေးကိုဒါရောက်ရှိနေတာပဲဖြစ်ပါတယ်အဲ့တော့မိษွေတို့အနေနဲ့ကတော့သူတို့အနေနဲ့ကံတရားကို ကြည့်မယ်ဆိုလို့ရှိရင်တလားလုံးမှာဆိုရင်15ရက်လောက်ကောင်းပြီးတော့ဒါမှ15ရက်လောက်ညံ့နေတဲ့အနေထားမျိုးလေးရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်းရက်20လောက်ကောင်းပြီးတော့10ရက်လောက်ညံ့နေတဲ့အနေထားမျိုးလေးရှိတယ်ဒါလောက်ပါပဲဒါပေမဲ့သူတို့အနေနဲ့ကတော့ဆုံးရှုံးမှုနည်းစေတယ် ဒါ့အပြင်တခုပြောချင်တာကတော့ဆုံးဖြတ်ချက်တွေမှန်ကန်ဖို့အရေးကြီးပါတယ်။အင်္ဂါသာသမီဗုဒ္ဓဟူရာဟုသာသမီမိတ်ဆွေတို့အနေနဲ့ကဆုံးဖြတ်ချက်အနေနဲ့လွဲမှားတာမျိုးလေးတွေကြုံရတတ်တယ်ဒီခုနှစ်လပိုင်းမှာ။အဲ့တော့ကျွန်တော်တို့ဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်ကံတရားရဲ့ဒီအထောက်ပံ့ကောင်းနေကံကောင်းတဲ့နေရာကို ရောက်ရှိနေတဲ့နေနံပိုင်ရှင်လေးတွေကတော့ တနင်းကနွေသားသမီးတနင်းလာသားသမီးဂျာသာပရိသားသမီးမိษွေတွေအနေနဲ့ကတော့ကျွန်တော်တို့ဒီ9လပိုင်းမှာဆိုလို့ရှိရင်တော့အဲ့ဒီနေနံပိုင်ရှင်သုံးခုကတော့မိษွေတို့အနေနဲ့ကံကောင်းတဲ့နေရာလေးကို ရောက်ရှိနေတယ်မိษွေတို့ရဲ့ခုနကတော့အဲအလောက်ကိုင်းနေတဲ့ပတ်သက်ပြီးတော့ထင်ပေါ်ကြော်ကြားခြင်းလေးတွေရောက်ရရှိတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့အလောက်ကိုင်းနေတဲ့ပတ်သက်ပြီးတော့စတင်ရမယ့်လူတွေလည်းပဲ စတင်လို့ရတယ်အနေထားမျိုးလေးတွေရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ဂျာသာပရိသာသမီတနင်္လာသာသမီတနင်္ဂနွေသာသမီမိတ်ဆွေတို့အနေနဲ့ကတော့ကံတရားနဲ့ကြည့်မယ်ဆိုရင်85ရာဂိုင်းလုံးကံကောင်းပြီးတော့25ရာဂိုင်းလုံးလောက်ပဲအញ្ញံရှိတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီမိတ်ဆွေ3အနေနဲ့ကတော့ဒီ9လပိုင်းမှာအလုပ်တွေနဲ့ပတ်သက်လို့ရှိရင်ခြီးတုံချတုံမလုပ်ဖဲနဲ့မိတ်ဆွေတို့စိတ် ကူထဲမှာပေါ်လာတဲ့အတိုင်းကိုရဲရဲဝံ့ဝံ့လှုပ်ဆောင်လှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့တန်င်းကနွေသားသမီးတွေကဒီခုနှစ်လပိုင်းမှာအဆက်အသွယ်ကောင်းနေပြန်လဲပြီးတော့ရရှိလာနိုင်မယ် တနင်္လာသာသမီတွေကတော့ထင်ပေါ်ကြော်ကြားမယ်ကြာသာပရိသာသမီတွေကတော့ပျော်ရွှင်စရာကိစ္စလေးတွေကြုံရစီမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့နဲ့သုံးဦးကတော့ဒီခဏလာပိုင်းမှာ ဆိုလို့ရှိရင်တော့ကံကောင်းဆုံးနေရာမှာဒါရက်တီနေတဲ့နေ့နဲ့ပိုင်ရှင်လေးတွေဖြစ်ပါတယ် ဲ့တော့ကျွန်တော်နောက်ပြရကြလို့ရှိရင်ကျွန်တော်ရဲ့ဒီခဏရက်သားသမီးတွေကိုအစင်လိုက်ကျွန်တော်ဟောစတန်းလေးတွေကိုကျွန်တော်တင်းပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ခဏရက်သားသမီးမိတ်ဆွေတွေ အားလုံးဒီခဏလာပိုင်းမှာကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင်ကျွန်တော်ရဲ့ခဏရက်သားသမီးအားလုံးရဲ့ကံချီနေဟောစတဲ့ဗီဒီယိုဖိုင်လေးကို ကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်